အာလာစကန်လာလန်းလေးမှာမှန်မှန်ကန်ကန်နဲ့လာလန်းစင်လေးဝင်ရှေ့ရဲ့ဆရာတွေရဲ့မူတွေတိုင်းတော့အထွန်အကွန့်တွေမပါဘဲနဲ့လက်လန်းတိုင်းကိုတွားလုပ်တွဲလုပ်ရမယ်ဆိုရင်တော့ဒီနတ်လောကတစ်ခုလုံးကအမှန်တန်ကောင်းစားမှာဖြစ်ပါတချို့တွေဆိုလို့ရှိလို့ရှိရင်တော့ဒီနဲ့တော့တာပါတချို့တွေဆိုပြရတယ်ပေါ်ပင်လိုက်တာပေါ့နော်ပေါ်ပင်လိုက်တယ်ဆိုတော့တကယ်လည်းမတင်ရမတက်ဘူးတကယ်လည်းဝမ်းပြိုမိတ်ကတ်တွေလူးပြီးတော့က ကရှိရှင်တို့တို့ကိုသူကနာစီဖြစ်ပြီးထင်ရတယ်ဟုတ်ပါဘူးရှင်အဲ့လိုအနေနဲ့ကိုကအရှက်စင်ရတယောက်နမေရကနာစီတယောက်အနေနဲ့အဲ့လိုလူတွေကိုဘယ်လိုစင်ကျင်တဲ့ဘယ်လိုနေနဲ့သွားတဲ့ဘယ်လိုမျိုးလေးတွေလုံးတဲ့ဆိုဆမစကားလေးလည်းပြောပြပါအဲ့တော့နလောကမှာကနာစီတွေတော့တော်တော်များကြပါပဲအခုနောက်ပေါက်တွေတို့တော်လေကလို့တော်လေလက်ကတော်ဆိုတာကနက်ကတော်ရှိပါလားနက်ဝင်လို့တဲ့တဲ့နက်ဝင်ဝင်တဲ့တွေရှိကြတာဒါပေမဲ့အားလုံးနလောကသားတွေနတ်ဆရာဖြစ်အောင်တော့ကြိုးစားကြပါလို့ ်ဘူးအနေနဲ့ပြောချင်ပါဟုတ်ကလောက်တွေတော့ဆိုက်ရောက်တော့ဟာဟိုခုနကတက်ပြီးလဲဆိုတော့လောက်လောက်ဖြစ်နေတယ်ဟိုလဲမော ကိုရရှစ်ဆက်ကို90လောက်တော့စာရောဘာပညာရေးလေးတော့ဖေဘာဆောင်းနေလို့ရှင်တော်လားဘလိုမျိုးလေးကနေဆောင်းနေကြတာလဲကျွန်တော်ဒီနတ်တွေဘာပညာလည်းပဲဆောက်ဦးတော့ဟုတ်ကဲ့ဟုတ်အဲဒီဟာလေးကိုကြတော့ဟိုဘလိုမျိုးလေးတွေပေါ့နော်ဟိုကိုဒီဟာလေးကိုဝင်ဖို့အတွက်ဘလိုမျိုးလေးလေးလာတင်ခဲ့ရလဲဘလိုမျိုးလေးတွေကိုဘက်ကနေပြီးတော့ပညာလေးဆောက်ဘလိုမျိုးလေးလုပ်ခဲ့ရလဲလုံးဆရာဘူးဒီလိုပညာနဲ့ဆိုရင်တော့ဆရာစီမှာဒီမတ်လက်ထူအပွဲခောက်ကစားခဲ့ရပါဘောเนาะ မတော်တို့ဝေခောက်ကစားပြီးတော့ဒီဒီဝပညာနဲ့ဒီလိုပဲတင်ခဲ့ရတာတင်ခဲ့ရပြီးယနေ့ကနာစည်းတယောက်ဖြစ်လာတာကနာစည်းတယောက်မှာတက်တက်တက်အတ္တပညာတွေကဘာတွေလို့ထင်လဲ။ကနာစည်းတယောက်မှာကနာတခွင်လုံးရဲ့လက်တည်းရဲ့သဘောတဘာဝလက်တည်းရဲ့ရာဇဝင်လက်တည်းရဲ့အထုပ်ပတ်တိလက်လန်းနဲ့စကမ်းမြောက်ကိုရှေ့နဲ့ဆရာကြီးရဲ့အတိုင်းကိုလေ့လာရပါတယ်။စာရီချင်းတရားလေ့ကျင့်ရပါတယ်။ ဟုတ်ကဲ့ပါအချို့တွေကကနားစည်းလို့ပြောလိုက်လို့ရှိရင် LGBT များတယ်လို့ထင်ကြတယ်လေအဲဒီပေါ်ဒီမှာပြောကြပါတော့ LGBT တယောက်ဖြစ်မှာကနားစည်းဖြစ်တာမဟုတ်ဘူးဆိုတဲ့အကြောင်းဥပမာနဲ့သက်သေပြပြီးတော့ဖြေကြပါဦးပါကနားစည်းတယောက်ဖြစ်ပေါ်တာလေကိုကျင်းစာနာတရားလေးနဲ့ထားဖို့ပဲအဓိကပါပဲကိုကျင်းစာနာတရားနဲ့ကိုနာမည်ကြီးဖို့တင်ဖို့ပဲနဲ့လက်လန်းလက်စကန်းနဲ့ပုပ်ကူမှန်ကိုရဲ့ပြောချက်ဟောချက်ကိုရဲ့အကျင့်ဆန္ဒတရားအဓိကအရေးကြီးပါတယ် နာစီတယောက်မှာဆိုလို့ရှိလို့ရှိရင်ပေါ့နော်ဒီယုံကြည်အားကိုးမှုအော်ပရိသတ်တွေများလာတာပေါ့နော်ကိုယ်တပည့်တော်တွေများလာတာဘာကြောင့်ဘာအတွက်ကြောင့်ဒီလိုမျိုးတွေများလာတယ်ပို့ပို့ကို